ဖို့ဖို့ခင်များအားလုံးမင်္ဂလာပါ clock corner နဲ့ပြန်လဲကြိုးစိုးလိုက်ပါတယ်ကျွန်တော်တို့ဒါအခုလေးရင်ပွက်ပြီးသွားတယ်ဗန်လီနဲ့အာဇနယ်တို့ရဲ့ပွက်ပြီးသုံးသပ်ချက်ကလေးကိုလုပ်ပြီးတော့မှဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို YouTube နဲ့ like and subscribe လုပ်ပြီးကုညီပေးတော့လို့ရပါတယ်โอเคအဆိုလို့ဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဒီအုံဆုံးအနေနဲ့ကျွန်တော်တို့ဗန်လီရဲ့အင်ဂျင်မှာအာဇနယ်တို့တွားရောက်ရှင်ပြန်တဲ့ပွဲမှာတော့အာဇနယ်တို့ကတော့ကျွန်တော်တို့2-0ဆိုပြီးတော့ဂိုးပြတ်နိုင်ယူထားတာတွေ့ရတယ် သိပ်ပြီးတော့မထူးဆန်းတော့ဘူးလို့ပြောလို့ရတယ်ဒါပေမဲ့တစ်ချက်တော့ရှိတာအာဆင်နယ်လို့ဂိုးပြန်ပြီးတော့တွင်းနိုင်မဲ့သူကပြင်းပြလိမ့်မှာအသင်း၂၀ထဲမှာမရှိတော့ဘူးလို့တော့မရှိတော့ဘူးလားလို့တော့ကျွန်တော်မေးယူပါမယ်အချိန်နဲ့ရောက်အာဆင်နယ်အနေနဲ့လည်းကျွန်တော်ပွဲတိုင်းလိုလိုကျွန်တော်တို့ 1C 2C 3C ဒီလိုမျိုးတွေပဲကြိတ်နေတာတော်တော်လေးလို့တော့အဆင်မပြေတော့ဘူးလို့တော့ပြောလို့ရတယ်ဘယ်အသင်းမှာသူတို့ပြင်းတော့ဂိုးသိမ်းနိုင်မဲ့အသင်းကမရှိတော့ဘူးလို့တော့မှပြောလို့ရတယ်ကျွန်တော် Manchester City နဲ့တွေ့တော့လည်း တကူလောက်ပဲတွေ့နိုင်တယ်လူပုံးနဲ့တော့လည်းတကူလောက်ပဲတွေ့နိုင်တော့အာဆင်နယ်များကျွန်တော်တို့သွင်းကိုတွေဒီပြီးမြောက်လေးပွဲ2025 2026မှာမသွင်းနိုင်တော့ဘူးလားဒါမှမဟုတ်မသွင်းမဲမသွင်းရတော့တာလားဆိုတော့ကျွန်တော်တို့မေးယူရမယ့်အခြေအနေကိုရောက်လာပြီလို့တော့မြင်ရတယ်โอเคအဲဆိုရင်ကျွန်တော်ဗီဒီယိုလေးဆက်လိုက်ကြအောင်ယုံယုံနေနဲ့ကျွန်တော်တို့အာဆင်နယ်ကတော့ရှင်းပါတယ်ဒီနေ့ပွဲမှာကျွန်တော် Giant ထဲမှာကစားသွားတဲ့ကာတောင်ကပ်မှာလည်းသူတို့အနေနဲ့ကစားသမားတွေတော်များအောင်အဲအလဲလဲလောက်ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော် အင်မီအားဖြင့်ကျွန်တော်တို့ပို့ထားတာအထူးသဖြင့်ကျွန်တော်တို့သူရဲ့နောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဆလီဘားတို့ဘာတို့ပြန်ပါလာပြီးတော့ graphic ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့တင်မာတို့ပြီးလို့ရှိရင် color fill တို့တွေနဲ့ပဲနောက်တန်းပို့ထားလာတယ်။ဒီနေ့ဒီထွက်လာတဲ့နောက်တန်းလည်းတော်တော်လေးမှကျွန်တော်တို့အပုံစံကောင်းနေပြသထားနိုင်တဲ့ပွဲဟိုကနောက်တန်းလို့ပြောလိုက်ရတယ်။အဲ့တော့ကျွန်တော်တို့ဘလင်ရလည်းအဲကျွန်တော်တို့အဲ့လောက်ထိတိတ်ပြီးတော့ဟိုဒုက္ခပေးနိုင်မဲ့ အဆင့်တန်းမှမရှိတဲ့အတွက်ကြောင့်အာဆင်နယ်တို့အနေနဲ့ဒီနေ့ပွဲမှာတော့အဲတက်တက်တတာပဲအေးစစ်စစ်တို့အနေနဲ့အနိုင်ပွဲကိုဖော်ဆောင်သွားတယ်လို့ပြောလို့ရတယ်။ပြီးရင်ကွင်းလင်မှာကွင်းလင်မှာတော့ဒီနေ့ဟီးရိုးဖြစ်ခဲ့တာတော့ကျွန်တော်တို့ဒီကန်ရိုက်ပဲဒီကန်ရိုက်အနေနဲ့တော်တော်လေးမှပထမပိုင်းတစ်ပိုင်းလုံးမှာဆိုတော့တော်တော်လေးမှ common နဲ့ခြေစွမ်းတွေကိုပြတ်တက်ထားနိုင်ပြီးတော့သူ့အနေနဲ့တွင်းမှုတွေရောပြီးရင်တော့ကျွန်တော်တို့ကိုထောက်ပံ့မှုအခြေအနေမျိုးတွေပါတာလောက်ထားတဲ့တောင်ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ဒီကန်ရိုက်ကကျွန်တော်တို့အာဆင်နယ်မှာတော့ဒီဒီဘက်ပြင်းပြလေးပွဲစဉ်တစ်ဆင့်မှာတော်တော်လေးမှ common နဲ့ခြေစွမ်းတွေကိုကျွန်တော်အနေနဲ့ ကြတာထားနိုင်တယ်လို့တော့ပြောလို့ရတယ်။သူတို့အဓိကတိုက်စစ်သမားဖြစ်တဲ့အဲပီတာယော့ဂရက်အနေနဲ့လည်းတွင်းကိုတွေပါတွေကိုပြန်လည်ရှာဖွေတွေ့ရှိရတဲ့အတွက်ကြောင့်တော်လေးမှအာကောင်းမွန်တဲ့ကျွန်တော်တို့ပုံစံတွေလို့တော့အမြင်လို့ရတယ်။ Okay ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုဆက်လိုက်ကြအောင်။အရင်ဆုံးနေကျွန်တော်တို့အဲဘန်လီဘန်လီကတော့ကျွန်တော်တို့ပထမပိုင်းတစ်ပိုင်းလုံးနေမှာအာဆင်နယ်ကျွန်တော်တို့တိုက်စစ်ပြီးရင်ကွင်းလေရဲ့ကျွန်တော်ဒုက္ခပေးမှုကိုတော်တော်လေးမှခါတိခံပြီးတော့သူတို့အနေနဲ့တွင်းကိုတွေကိုခွင့်ပြုပေးလိုက်ရတယ်လို့မြင်တယ် အခါကျွန်တော်တို့အဲပလင်ရဲ့နောက်တန်းကစားသမားဖြစ်တဲ့ကိုင်းဝောင်ကတော့အနေနဲ့ဆိုလို့စင်းလဲဘောလုံးတော်မှရှင်မလူနိုင်တဲ့အခြေအနေမျိုးတွေကိုရောက်နေတဲ့အခြေအအဖြစ်မျိုးတွေကိုကျွန်တော်တို့ကြုံတွေ့တယ်မြင်တွေ့နေရတဲ့အတွက်ကြောင့်အဲဒီတစ်ပတ်ကျွန်တော်တို့ရှင်ပြန်သွားတဲ့အာဆင်နယ်နဲ့ဘန်လီပွဲမှာတော့ဘန်လီရလည်းကျွန်တော်တို့အာဆင်နယ်ကိုသူတို့အိမ်မွေးဖြစ်တဲ့တိုင်အောင်အများကြီးဒုက္ခမပေးနိုင်ဘူးလို့တော့မြင်နေရတယ်။ဒါပေမဲ့ကျွန်တော်တို့တစ်ခါကကျွန်တော်အာဆင်နယ်အာဆင်နယ်ကတော့ကျွန်တော်ဒီနေ့ပွဲမှာတော့တော်တော်လေးမှအဲကောင်းမွန်တယ်လို့တော့ ပြောလို့ရတယ်အရင်ဆုံးနေလဲကျွန်တော်တို့သူတို့တွန်းကွင်းသူတို့တွန်းကွင်းမှာလဲဆိုရင်တော့ကျွန်တော်တို့အဲကျွန်တော်တို့တုံးဟဲ့ဟုတ်တယ်ဆော့ဆော့စီးကျွန်တော်တို့ရသွားတယ်တွန်းကွင်းဆိုရင်7မိနစ်လောက်မှာတည်းကကျွန်တော်တို့အဲသူတို့ရဲ့အဲကွန်နာတွေပါရတယ်ဗျာကွန်နာတွေရတယ်အောင်ကျွန်တော်ဒီကန်လိုက်ကန်ပြီးတော့ကျွန်တော်တို့ပြန်ကြလာတဲ့ဘောလုံးကိုပီတာယော့ကရက်ဟုတ်တယ် ရောက်ရတဲ့အနေနဲ့ကျွန်တော်တို့အဲဆော်ဆော်စီးကျွန်တော်တို့ကောင်းတိုက်ပြီးတော့ twin ကိုတွေကိုအဲ twin ပြီးတော့သူတို့အနေနဲ့အဖွင့်ကိုကိုဆော်ဆော်စီးတင်လိုက်အဲမကြဘူးဒီမှာပဲကျွန်တော်တို့ဒုတိယပိုင်းမှာဆိုလိုစိန်လဲဒီတိုင်းပဲအဲ့လုံကတော့တော်တော်လေးဥမာကျွန်တော်တို့ကောင်းမွန်တယ်လို့ပြောလို့ရအထူးသဖြင့်ကျွန်တော်တို့အဲဘန်လီတို့ရဲ့လက်ပစ်ဘောပေါ့လက်ပစ်ဘောအဲ့ချိန်မှာတော့ကျွန်တော်တို့အဲကိုင်းဝော်ကကိုင်းဝော်ကနေတော့သူကိုတဲ့သူအပီးပြစ်သွင်းမယ်ဆိုပြီးတော့သူပုံစံပြစ်ပုံစံလောက်ထားတယ်အဲ့ချိန်မှာတော့သူပြစ်လိုက်တဲ့သူကကျွန်တော်တို့ သူတို့ရဲ့ကစားသမားတွေစီမရောက်ဖ ೇನೆ တစ်ခါကကျွန်တော်တို့အဆင်နဲ့ကစားသမားဖြစ်တဲ့တင်းမစီရောက်ပြီးတင်းမကနေပြီးတော့ပြန်ပြီးတော့ဘလုံးထုတ်ပေးလာတော့ကျွန်တော်ဟိုညဘက်ချမ်းနေပြီးတော့ပဲကျွန်တော်ဟိုပေတာယောဂန်နေတော့တောက်ချောက်တစ်ခုတော့ဆွဲပြလာဆွဲပြလာတဲ့အချိန်ဒီဘက်မှာကျွန်တော်လွတ်ချက်လွတ်နေတယ်ထွက်စားစီကိုကျွန်တော်ပေးလိုက်တာတော်တော်လေးမှကောင်းပေါ်မှာ common နဲ့ပုံစံဖက်ဆက်နေတဲ့သူ့အနေနဲ့ကံမိုးခုစားတော့သူ့အနေနဲ့အခွင့်အရေးမရလို့အဲ့ချိန်မှာအခွင့်အရေးမရတဲ့အချိန်မှာကျွန်တော်နောက်တန်းနောက်ကနေတော့ကွင်းလန်ကနေတော့ပြစ်တက်လာတဲ့သူ့အနေနဲ့ကျွန်တော် decline ကိုတွေ့တယ် decline ကိုတွေ့တဲ့အချိန်မှာသူ့အနေနဲ့မြင်ဘောလေးပဲပြေးလိုက်တဲ့အချိန်မှာ decline ကအနေနဲ့လည်းကျွန်တော်ကောင်းတိုက်ပြီးတော့ထပ်ပြီးတော့ပင်းသွားတယ်အချိန်မှာတော့သူ့အနေနဲ့တူးစီးဆိုပြီးတော့ဖြစ်သွားတယ်အချိန်မှာကျွန်တော်အဲအချိန်မှာတူးစီးဖြစ်သွားတဲ့အချိန်မှာတော့အာဆင်နယ်အနေနဲ့တော်တော်လေးဥမှာကျွန်တော်တို့ AC ပုံစံမျိုးဖြစ်သွားတယ်တစ်ခါကလည်းကျွန်တော်တို့ပထမပိုင်းတစ်ပိုင်းလုံးတိုင်းနိုင်ရဆိုလို့ရှိရင် ဘာနေဘက်ကနေသူတို့ဒုက္ခပေးနိုင်ရင်လောက်တဲ့အလုံးဆိုတာကျွန်တော်တို့အကြည့်ရတော့မမြင်ဘူးလို့ပြောလိုက်ရတယ်အဲ့အချိန်မှာပဲကျွန်တော်ဒုတိယပိုင်းပြန်စားဒုတိယပိုင်းပြန်စားတဲ့အချိန်မှာတော့အစနယ်နေနူအနေနဲ့ကလည်းသူတို့အနေနဲ့ရှင်းပါတယ်သူတို့အနေနဲ့လူစားသမားအပြောင်းလဲတွေပဲလုပ်လိုက်အထူးသဖြင့်သူတို့ရဲ့အဓိကတိုက်ရှက်သမားဖြစ်တဲ့ပိကာပိတာယောကရတို့ဘာတို့အနာပေးပေးလိုက်တယ်ဗျာပေးလို့ဆိုရင်ကျွန်တော်ကိုယ်လည်းကသာသမားဖြစ်တဲ့ဇူဘီမန်လီတို့ပြီးလို့စင်အစီတို့ပါတို့ကိုကျွန်တော်တို့အဲထုတ်ပြီးတော့တို့အနေနဲ့ဆော့စီနားပြလို့ရဒီနေ့တပွဲလုံးတိုင်းနိုင်ရမယ်ဆိုလို့စင်တော့အစီအနေနဲ့ဒီနေ့ ပွဲမှာတော့တိတ်ပြီးတော့ခြေစွမ်းမပြနိုင်ဘူးလို့တော့မြင်လန်းမြင်တယ်။သူ့အနေနဲ့သူ့ဆီကနေဘောလုံးလေးအဲတော်တော်လေးကောင်းမွန်တဲ့ပုံစံမျိုးတွေနေမြင်နေပေမဲ့အစီအစီကနေကျွန်တော်ဘောလုံးအပြတ်ဆုံးရှုံးမှုတွေလည်းသူ့ဆီကပြန်လည်မြင်တွေ့ရတယ်။ဒါကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော်အနေနဲ့အစီအစီကနေတော့ထင်သာတိတ်ပြီးတော့အလုံးမဖြူလို့တော့မြင်တယ်။ပြီးတော့ကျွန်တော်တောင်းပန်နှစ်ချက်ကလည်းဖြစ်တယ်။ထွက်ဆော့ဘက်ကတော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေမြင်တွေ့ရတယ်။သူ့ဆီသူ့ဒီကံရိုင်းအတွင်းကိုယ်တွေဆိုလို့ရှိရင်သူ့အနေနဲ့ကိုထောက်ပံ့မှုတွေပါရပါမယ်။တစ်ဖက်ကစာကအနေနဲ့ ဒီနေ့ပွဲမှာတိတ်ပြီးတော့ကျွန်တော်အမြင်ရဆိုအလုံးမဖြစ်ဘူးလို့ပြောတယ်အထူးအလုံးမဖြစ်တဲ့အချိန်တွေမှာလည်းဘာတို့ကြောင့်လဲဆိုရင်ဗျာအဲဘန်လီရဲ့ကျွန်တော်တို့ဟိုခန်းစစ်ကလည်းကျွန်တော်တို့ပွဲကြုံမှာပြောခဲ့လို့ပဲသူတို့အနေနဲ့အာဆင်နယ်တိုက်ဆက်ဆင်လာတဲ့အချိန်မှာသူတို့အနေနဲ့အဲ ဖြစ်သွားပြီပြီးလို့ရှိရင်541မှာအဆင်ပြေလို့ရှိရင်55ဆိုပြီးတော့တို့ကပိတ်တဲ့အချိန်မှာတော့အဲဒီဘက်ကကျွန်တော်စကားပတ်ချမ်းရတယ်ထင်တော့အလုံးမဖြစ်ခဲ့ပဲနဲ့စကားအနေနဲ့ဒီနေ့ပွဲမှာတော့တိတ်ပြီးတော့အလုံးမဖြစ်ခဲ့ဘူးလို့တော့မြင်တယ်။ကိုယ့်လင်မှာတော့တော်တော်လေးမှာကျွန်တော်တို့ကိုယ့်လင်ကစားသမားတွေဖြစ်တဲ့ဇူဝီမန်ဒီနဲ့ဒီဂရန်ဝိုက်ကလည်းတော်တော်လေးမှာကောင်းမွန်တဲ့ပုံစံတွေလို့မြင်တွေ့ရဒီလိုကြောင့်မယ်တို့အဲပထမပိုင်းမှာလည်း2-0ဖြစ်သွားတဲ့အချိန်မှာတော့ဒုတိယပိုင်းမှာအဲ2-0ဆိုတာတေချောင်းသွားတဲ့အချိန် အခြေအနေတွေအတွက်ကြောင့်တို့အနေနဲ့လူစားပြောင်းလဲတွေကိုတော်တော်များများကိုလုပ်ပြီးတော့အဲ AAC ပဲဆက်ပြီးတော့ကစားတာဒါပေမဲ့ဒုတိယပိုင်းမှာကျွန်တော်တို့တစ်ဖက်ကြည့်ရမှာကဘန်လင်ဘန်လင်ရဲ့ကျွန်တော်တို့ဒုတိယပိုင်းပြန်လာမှုကတော်တော်လေးမှဟိုချောက်ဆရာကောင်းပါဘာတွေကြောင့်လို့ဆိုရင်ဘန်လင်ရဲ့ကျွန်တော်တို့အဲဒုတိယပိုင်းပြန်ပြီးတော့ကျွန်တော်တိုက်ဆက်ဆင်မှုကအာဆင်နယ်ရဲ့ကျွန်တော်တို့နောက်တန်းတော်တော်လေးမှအလုပ်ရှုပ်သွားတယ်လေလို့မြင်လို့ရဒါပေမဲ့အာဆင်နယ်နေနဲ့လည်းကျွန်တော်ဒုတိယပိုင်းဒီပိုင်းလုံးတိုက်နိုင်ရဆိုရင်တိတ်ပြီးတော့ တိုက်စစ်မစင်တော့ပဲသူတို့နေနေခံစစ်ကိုအသားပေးပြီးတော့သူကွင်းလင်နဲ့တွက်ဖက်ပြီးတော့ဆော့သွားတာမြင်ရတယ်ပြီးလို့စင်နေသူတို့နေနေဘောလုံးတွေအကောင်းဆုံးထိတ်ကျုပ်ပြီးတော့တစ်ခါကဗန်လီရဲ့ဒုတိယပိုင်းအဲပြန်ပြီးတော့တိုက်စစ်စင်မှုလို့သူတို့နေနေအကောင်းဆုံးထိန်ထိန်ချုပ်ပြီးတော့အဲအနိုင်ကိုပဲသူတို့နေနေတူးစီလောက်ကိုပဲပွဲဖြတ်လိုက်တယ်လို့တော့ကျွန်တော်ကမြင်တယ်ဒီနေ့ပွဲမလင်းမှာရောဟိုအာဆင်နယ်နဲ့ကျွန်တော်ဗန်လီတို့ရဲ့တူးစီပွဲပြီးရလိုက်ချိန်မှာညီကိုလေးအနေနဲ့ဘယ်လိုမြင်ရလဲဝင်ရောက်စင်နေမှတ်ချက်ပေးတော့ရောနောက်လာမယ့်ပွဲတွေမှာအာဆင်နယ်ကို ွင်းနိုင်မဲ့အဲကိုးသွင်းနိုင်မဲ့အသင်းရောကျွန်တော်တို့ကရှိပါအောင်ပါမင်းရောကျွန်တော်တို့တိတ်ပြီးတော့မင်းရောဒါပေမဲ့ချန်ပီယံလိမ့်မှာဆိုရင်တော့တမျိုးပေါ့ပြင်းပြလိမ့်မှာလည်းရှေ့လာမဲ့ပွဲတွေမှာသူ့အနေနဲ့ပွဲတွေနည်းနည်းခြောက်နေသေးတဲ့အတွက်ကြောင့်အာအသင်းကြီးတွေပဲသိနေရမှာအဆန်ဟိုအသွင်းကိုတွေပါတယ်ပြန်လည်သွင်းနိုင်ဖို့ဆိုတာကျွန်တော်မြင်တွေ့ဖို့ရှိလဲဆိုတာညီကိုတွေဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးတော့လို့ရပါတယ်။ Live ကြည့်ရှုပေးတဲ့ညီကိုတယောက်ဆင်းနေရအောင်ကျေးဇူးများတင်ပါတယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ပါဗျာ။